ကျမရဲ့မေတ္တရာ channel လေးကိုနားဆင်အားပေးနေကြတဲ့ဇာပေချေပရိသတ်များလုံးမေမင်္ဂလာပါရှင်။ဟုတ်ကဲ့အခုတင်ဆက်ပေးမယ့်ဇလံကတော့စန္ဒလူမျိုးကြတဲ့ရှင်နှင်းပွေရာမှုကင်းပြည့်ရမယ့်ဇလံကောင်းလေးကိုတင်ဆက်ပေးမှာဖြစ်လို့ခန်းစားနားဆင်အားပေးကြပါအောင်ရှင်။စေရန်အောင်စီရင်ကိုနေရောက်တာအပြီးလောကြည့်မိကြရင်ဂုံတူးမပါတော့လေသူတို့နှစ်ယောက်စလုံးအောင်ကြရင် ဒါကြောင့်စိုးစော့နေမူယာဝေတို့ကအလွန်ပင်ဝမ်းသာကြတယ်။သို့သော သူတို့ရဲ့ဝမ်းသာခြင်းကခဏတစ်ဖြုတ်သာဖြစ်တဲ့စိုးစော့ကချစ်သူမူယာဝေရဲ့မျက်နှာကိုဖြတ်ကနေကြည့်မိတယ်။မူယာဝေကစိုးစော့ကိုပြန်ကြည့်တယ်။နှစ်ယောက်စလုံးရဲ့အကြည့်ထဲမှာအတိဘယ်တစ်ခုပါနေတဲ့အပြင်စိုးရင်ထိန်လန့်မှုများလည်းတွေ့ရတယ်။အဲ့ဒီနောက်စိုးစော့ကမူယာဝေကို မျက်ရည်ပြပြီးကျောင်းတွင်ကနေထွက်ခဲ့ကြရင် မူကြဝေကစိုးစိုးရင်နောက်မှလိုက်သွားရင်သူတို့ကမြို့စုံစီဒေါနမြိုင်ပန်းချံစီကိုလူစုခွဲပြီးရှောက်ခဲ့ကြရင်ပန်းချံတွင်ရှိဂုံတန်းလျားပေါ်ကိုတပြင်းကိုစီချပြီးထိုင်လိုက်ကြရင်အဲ့ဒီတော့အဲ့ဒီတော့ဘလို့ဖြစ်ချင်းလဲတိုင်းတိုင်းချင်းစိုးစိုးကမူကြဝေရဲ့မျက်နှာကိုကြည့်ပြီးပြောတယ်မူကြဝေကနေနေနဲ့တတွဲကိုမြူချပြီးစာမေးပွဲကြရင်နောက်တနေ့မှအောင်ကျိုးစာကျောင်းဆက်ထားမယ် အောင်ရှင်တော့မင်းကလေးတယောက်ဖို့ဒီပညာနဲ့တော်လောက်ပြီဝါမဝင်ခင်ဦးထင်ပေါ်နဲ့ပြီးစမေလို့ဖီဖီကမူရကိုအပြက်ပြောထားတယ်။"အင်းဟုတ်ပါပြီ။ဒါရီကိုကိုကိုတည်သားပေးမူရအခုဆံမေးဝဲအောင်တော့ကိုရို့မူရတို့ဘာဆက်လုပ်ကြမယ်ဆိုတာပြောအောင်မော။မူရသဘောကဘလို့ရှိလဲ။မူရကဦးထင်ပေါ်ကိုဘလို့ယူချင်မမလဲ။ဒါပေမဲ့ဒါပေမဲ့ဘာဖြစ်လို့လဲမူရ။ဖီဖီကိုကြောက်ရတော့ဘာပဲလုပ်လို့ဖီဖီသဘောကိုစမ်းကြည့်မိမလို့ရှိဘူး။ ဒါဖြင့်မင်းဖေကိုကြောက်လို့အိုးထင်းပေါ်နဲ့ယူလိုက်မယ်ပေါ့အဲ့ဒီသဘောလားအဲ့လိုလည်းမဟုတ်ဘူးလေဒါပေမဲ့မူရဝီရဲ့လေးတန်းကအနေငယ်ပြောနေတာကိုစိုးစော်သေးတယ်ဒီဖြင့်မျိုးကဘာမှထူးခြားစမ်းကြည့်တဲ့ဖြင့်မျိုးတော့မဟုတ်ဒီအင်းတော်သားမျိုးမှာစိုးစောကမူရဝေတို့နေထိုင်ရာအင်းတော်သားမျိုးအထက်တန်းเจ้าမှာကျောင်းတက်တယ်။ကျောင်းတက်ရင်လူငယ်တဘာဝမြေတရီရှိတယ်။သူတို့เจ้าကိုနှစ်ဖက်မိဘများမသိကြဘူး။ ဒါပေမဲ့မူရဝေးရဲ့ဖခင်ဦးလာဘိုးကစီးပွားရေးသမားဖြစ်တဲ့ကောင်းဝဲလျှော့လဲထောင်ထားပြီးအယောင်းဝဲတချို့လဲလှုပ်တဲ့အပြင်အင်းတော်သားစီးထဲမှာဇနီးတဲ့ကိုအထဲဆိုင်ဒီဇိုင်းဖွင့်ပေးထားတယ်။ပြီးတော့ဝေဒိုးလဲပေးလိုက်သေးတယ်။ဒီလောက်စီးပွားရေးအကွက်မြင့်လာတဲ့ဦးလာဘိုးဖို့နောက်ထပ်စီးပွားရေးအကွက်တစ်ခွက်ကိုအမတ်မထင်မဲတွေးလိုက်ကြတယ်။ဒိုဒီကသူ့ရဲ့စီးပွားရေးမိတ်ဆွေဦးထင်ဘိုးရဲ့ဇနီးဒေါ်မြစိန်ကိုလွန်ချင်းမှာ ဘုထင့်ပေါ်နဲ့မမြစိန်တို့မှာသာသမီတယောက်မှမထွန်ကားခင်ပြီးတော့ဝေရီချမ်းသာမှုကိစ္စကြောင့်ဦးတက်ပြီးခေါ်ရတော့လေဦးထင့်ပေါ်ရဲ့အသက်မှာယခုမှ40ဆွမ်းသားသာရှိသေးတယ်ဦးထင့်ပေါ်မှာအင်းတော်သားမျိုးနဲ့အနေနဲ့ရရက်ကိုပြေးဆွေးနေတဲ့အဝေးပြေးကားလေးစီးရှိရင်သူအင်းရှေတဖက်မှာလည်းတွင်ကုန်တကုန်ထောင်းထားတယ်ပြီးတော့တခြားစီးပွားရေးလုပ်ငန်းတွေလည်းလုပ်တယ်ဦးထင့်ပေါ်ရဲ့အဝေးပြေးကားကိုဦးလာဘူးရဲ့ကားဝတ်လျှော့မှာလာပြင်းရင်းမှာ သူတို့နှစ်ယောက်ခင်မင်းချင်းဖြစ်တယ်။အခုတော့ဦးလာဘိုးကသူ့ရဲ့နောက်ဆုံးတွေ့ရှိတဲ့စီဝါရေးအကွက်တစ်ကွက်အဖြစ်သမီးမူရာဝေးကိုဦးထင်ဘောနဲ့ပေးစားရန်ဆုံးဖြတ်လိုက်တယ်။ဒုကိစ္စကိုဦးထင်ဘောနဲ့ဆွေးနွေးတိုင်ပင်ခဲ့တယ်။ဦးထင်ဘောကလည်းသဘောတူတယ်လို့ပြန်ပြောတယ်။စေရန်စံမွေးပေးအောင်ချင်းမင်္ဂလာကိစ္စစီစဉ်မယ်လို့ပြောထားတယ်။အခုတော့မူရဝေစေရန်အောင်ပြီ။ကိုနဲ့ခိုးရလိုက်မလားမူရ။ရှင်း မူရဝေကချက်ချင်းတုံးလို့သွားပြီးပြူဝိုင်းတဲ့မျက်လုံးနဲ့စိုးစော့ကိုကြည့်နေချင်းမူရဝေရဲ့တကူလုံးမတိမတာတုံရင်လေးလို့ထင်ပြီးတဲ့ဒါဖြင့်ဘလို့လုံးမလဲမူရမူရမသိဘူးသားခင်ကိုကြောက်ရရဲ့မူရဝေကဘယ်နည်းနဲ့မှစန့်ကျင်ပြီးစွန်စားတဲ့လူကိုလှုပ်ရဲမှမဟုတ်နောက်ဆုံးတနေ့သူဖခင်ကိုတောင်းပန်ညှဉ်းဆန်များတဲ့အချိန်မှာ မူရှားဝေးကစိုးစော်နေသူအကြောင်းနောက်ထပ်အယူခံအနေနဲ့ဖခင်ကိုပြောပြမယ်။ဒိုခါမျိုးမဥလာဘုကဒေါသချောင်းချောင်းထွက်ပြီးစိုးစော်နေသဘောမတူတဲ့အပြင်မူလာစီစင်နာတဲ့စောစည်းစွာမူရှားနဲ့ဦးတင်ပေါ်နဲ့လက်ထပ်ပေးမယ်။ဒါကြောင့်ဘလို့လုံးဝမလိမ်စိုးစောက ပေါ်လူနီးပါအကြံတစ်ခုအတွက်အတွေးတွေကိုဆက်ပြီးတွေးနေခဲ့တယ် ောက်ဆုံးမှာစိုးစောရဲ့ကောင်းလေးကိုအကြံတစ်ခုရောက်လာခဲ့တယ်။စိုးစောကမူရှာဝီရဲ့မျက်နှာကိုဖြတ်ကနေကြည့်တယ်။ကိုတို့ဒီလိုလောက်ကြမေမူရှာမင်္ဂလာကိစ္စကိုအလင်းမြန်စီစဉ်အောင်တော့တကြံပြီးလောက်စီစဉ်လဲမယ်လို့စိုးစောကတွေ့ထားတယ်။ဒါကြောင့်စိုးစောကမူရှားဝေးကိုအချင်းချင်းဖြောင်းပြပြီးအခြေနေပြီးတဲ့ဒီရက်မှာအင်းတော်သားမျိုးနဲ့အနီးရှိထိန်တော်ကုန်းရှိတရားရှုံးမှာ နှစ်ဦးသဘောတူလက်တက်စာချုပ်မှာလက်မှတ်ရေးထိုးထားလိုက်ကြတယ်။ပထမတော့မူရဖီဖီကိုအကြောင်းမျိုးမျိုးပြပြီးတောင်းပန်ထားပုံဒီလိုလှုပ်လို့မှမရတဲ့ဆုံးမဒိုးနှစ်ယောက်ရှုံးမှလက်ထပ်ထားတဲ့အကြောင်းဖွင့်ရပြောပုံဒီလိုပြောပြပေမဲ့ဖီဖီကမူရကိုအတင်းပေးဆောင်ရင်ဘယ်လိုလုပ်မလဲလက်ထက်စာချုပ်တစ်ခုကကိုးစီမှာရှိတာပဲလေအဲ့ဒီလိုအမင်းကိုဦးထင်ပေါ်နဲ့အတင်းပေးစားမယ်ဆိုရင်ကိုကရေစကန်ကိုသွားပြီး ကျွန်တော်သဘောမတူပဲအတင်းအိမ်အောင်ချဖို့ကြိုးစားနေတယ်။ကျွန်တော်မိမဖြစ်ကြောင်ဟောရီမှာစာချုပ်ရှိပါတယ်။အဲ့ဒီလိုပြမှာပေါ့မူကြရဲ့။နေပါဦးကိုရဲ့အဲ့ဒီလိုလုံလို့ဘာကြီးဖြစ်နိုင်မလဲရဲ့။ဟမ်မူရဝေးဆိုတဲ့ဟောရီကောင်မလေးနဲ့စိုးစောဆိုတဲ့ဟောရီကောင်လေးကအကျဉ်လင်းများဖြစ်သွားနိုင်တာပေါ့။စိုးစောကဒါဟာနဲ့ရင်မောတော့လေမူရဝေးမှာကြောက်စိတ်နဲ့ရင်တထိတ်ထိတ်ခုန်နေခဲ့တယ်။စိတ်ချပြီးစိတ်အင်းအင်းဒီပါမူကြ ကိုလုတ်တဲ့လုတ်ကချီပီတုတ်ပြီးသားပါစိုးစော်ရဲ့အချင်းချင်းပြောစုတဲ့စကားကြောင့်မူရှားဝေကနေစင်ပဲဆေးကိုဂျူစာဖြေးသိမ့်တဲ့စိုးစော်ခံမန်းထားတဲ့အတိုင်းတကြံမတိုင်းမီဦးလောင်ဘိုးကတမိမူရှားဝေကိုမင်္ဂလာကိစ္စပြောပြတော့ဒီတကားပြောစဉ်ဦးလောင်ဘိုးရဲ့မျက်နှာကရခင်အချင်းများထက်တင်းမာနေတာကိုမူရှားဝေတွင်းပြီးတဲ့လုံရင်တို့ရှင် ပြောရမယ်ဆိုရင်တကြံပြီးမှတမိရဲ့မင်္ဂလာဘွေးကိုစီစဉ်ထားတယ် အဲ့ဒါသမီးတိအောင်လို့ပြောပြတာဘာကြောင့်ဖေဖေဒီလိုစီမံလဲဆိုတာဖေဖေပြောပြပြီဆိုတော့ဖေဖေရဲ့စေတနာကိုသမီးနားလေပြီးပါဖေဖေဘာလဲပြောပြရှိလို့လားဖေဖေသမီးဦးထင်းဘောကိုမြူပြစေနဲ့ဘာဘာပြောတယ်မူရောက်ဝေးပြန်ပြောစမ်းခဏကနင်ငါ့ကိုဘာပြောလိုက်တယ်စိတ်တင်ထားရဲ့ကြာကမူရဝေးကဆိုက်ကြီးတငယ်နဲ့ငိုကြွေးလိုက်တယ်။အောင်မငိုကြီးချမ်းမတောင်ဖြစ်နေပါလား။ပြောစမ်းမအောင်။ဘာကြောင့်ကိုထင်ပေါ့ကိုမြူးချင်တာတော့ တမိယောက်ျားမြူကျင်သေးဘူးဖေဖေမိဘကလက်နဲ့ရေးရကိုခြေနဲ့မပြတ်ဆန်းနဲ့တေတော့မယ်တော့ပြီးတော့နင်းကငါပေးစားရယောက်ျားကိုမြူကျင်ရအောင်နင်းမှယူဖို့ယောက်ျားရှိလို့လားပြောစမ်းစိုးစော်နေသူကြောင့်ဆက်ပြောချင်စကလုံးအလုံးကမူချဝိထဲမှာကြက်ပြငက်ပြပြုတ်သွားတယ်ထိုစဉ်ဦးလာဘိုးကထိုင်နေရမှမတည့်ရဲ့ပင်ကြက်ကြက်မထားမှုရဝေငါစီမန်းနာကိုကားပြရဖို့လုပ်ဖို့မကြက်နဲ့တေတော့မယ်ထိုတို့ချိန်မောင်းပြီးထွက်သွားတယ် မူယာဝေကစိတ်ပြက်လက်ပြက်နဲ့တပြင်းချင်းချင်းချားလိုက်မိတယ်။ကြောက်စိတ်ကိုအချင်းချင်းဖန်ဖန်ဖဲထုတ်လိုက်တယ်။နောက်ဆုံးတော့မူယာဝေက စိုးစော်နဲ့ကိုရလိုက်ပြင်းရန်ဆုံးဖြတ်လိုက်တယ်။ဖေဖေကဦးထင်ပေါ်နဲ့အတင်းပေးစားရန်စီစဉ်နေတဲ့အချိန်မှာမူရှားဝေကစိုးစော့နေသူအကြောင်းကိုပြောလိုက်ပါကပူပြီးအချိန်ဤဆိုသွားမိန်မူရှားဝေကိုဦးထင်ပေါ်နဲ့ပေးစားရင်ချက်ချင်းစီစဉ်ကြမိန် သို့တော့ဒီကိစ္စက အပြောလို့တလောင်းအလုတော်မလွယ်ဘူးလား။ဦးထင်းဘုန်းနဲ့မင်္ဂလာမဆောင်မီရဲ့အတွင်မူရှာဝေးကအိမ်မှာအချင်းချောခံခဲ့ရတယ်။ဘာကြောင့်လဲမှအပြင်ကိုလုံးဝမထွက်ရအောင်။အိုလာဘိုးကမျက်ချင်မပြဲကြီးနေခဲ့တယ်။သို့တော့မထူးတဲ့အဆုံးမူညာချင်းဒီအိမ်မှာထွက်ပြေးပြီးစိုးစိုးထံအလျှောက်သွားမယ်လို့ဆုံးဖြတ်လိုက်တယ်။အေဗီလာကုန်တဲ့အခါမူရှာဝေးရဲ့မင်္ဂလာကိစ္စအတွက်ကောင်းမြတ်တဲ့ရက်ကိုရွေးကြတယ်။ နေလ20ရက်တနင်္ဂနွေနေ့မှာကျင်းပရှင်တမဲကြရင်ဇိုးဇော်နဲ့ခိုးရလိုက်ဖို့ကြိုးစားရရက်က20သားကျန်တော့ရင်ဒီတော်တွင်မူရဝေးမှာဇိုးဇော်စီကဘာဆက်သေးမှမရှာသေးသို့တော်ဦးတင်ဘောကမင်္ဂလာဆောင်ရှင်နီးလေမူရဝေးတဲ့အလားစိတ်လေးခိုင်းနေရကြ3ရက်ချာမှလာပြီးနောက်ပိုင်းမှနေစဉ်ရောက်လာတဲ့တဲ့အခုတော့မနက်တက်ခါညနေတက်ခါနှစ်ကြိမ်ရောက်လာတဲ့ပြီး တခါတည်းရန်စကားပြောချင်းအိမ်မညာအိတ်တိအချင်းဒီပြောင်းနေလာခဲ့တယ်။ဦးထင်ဘုကမူရာဝိကိုဆွေလန်တက်မှတ်နေပုံရှားတယ်။အသက်ငယ်သေးတဲ့ဖြင့်အသားရည်ဖြူဝင်းဆိုပြီးပြီးကိုလုံးကိုပေါင်းပြေဖြူတောင်းတင်းမှုကြောင့်ဖြစ်တယ်။သူ့အတွက်ငွေကြီးပြေဆုံးပြီးပြေဆုံးတဲ့ငွေကြီးကအိမ်တောင်ကြီးကိုကောင်းမွန်စွာရှောင်လန်းနိုင်တယ်။ဦးထင်ဘုလိုအပ်ချက်ကမူရာဝိထံမှတာယာမှုဖြစ်တယ်။ ဝေလေးရဲ့ဦးကိုစကားပြောပါအောင်။ဦးထင်ဘောကပြပြဆွဆူမူရဝေးရဲ့မိဖားလေးကိုလက်နဲ့ကိုင်းတွေလိုက်တဲ့။အိုးဟိုမှာပဲထိုင်ပါ။ဝေးတယ်လေကွာ။ဦးကိုဒီလောက်ထိမစိမ့်ကားပါနဲ့။ဦးထင်ဘောကမူရဝေးရဲ့တကူလုံးကိုတင်ဖက်လိုက်တဲ့။မူရဝေးကမလုံနိုင်အောင်ဖြစ်သွားတယ်။သောသောစိတ်ကမကြည်ပြူလက်မခံသဖြင့်ကိုကိုပဲညာရှိပြီးဦးထင်ဘောရဲ့ရှင်ခွင်ထဲမှာယုံထွက်လိုက်တဲ့ ဒိုစင်ဦးထင်ဘောကမူရဝဲရဲ့ဘာတစ်ဖက်ကိုနမ်းရှိုက်လိုက်တဲ့။အိုးဒီလိုလောက်တာကျမမကြိုက်ဘူးလွတ်ပါ။ဦးနေရမှာဦးသွားတိုင်းမှာ။လေးတန်းမမနဲ့ပြောပြလိုက်တဲ့။ဒိုကမှာတော့ဦးထင်ဘောကတဲဟဲရှိမောပြီးထိုင်ကုန်ပြောင်းပြီးတော့တိုင်းလိုက်တဲ့။တို့တို့ပြောနေကြကြားနေကြခြေစကားခြေစကားကို လူကြီးတံမဲပြောနေကြရင်အခုလိုနီးနီးကက်ကက်လေးနေမှာမူရဝေကဦးထင်ဘောပေါ်မှာပိုပြီးဆက်ဆုံရွှန်ရှာမိတယ် အိုးတင်ပေါ်နေဘလို့မှမဖြစ်နိုင်ကြောင်းပြက်ပြက်သားသားသီးလာခဲ့တယ်။ဒိုးချိန်မှာစိုးစော့ကားလေးမူရှားဝေးတွင်အုံနောက်တီတူဝီနေတယ်။သူရဲ့မူလအစည်းအဝေးတိုင်းမူရှားဝေးကသူတို့အကြောင်းကိုဦးလာဘူးကိုပြောပြပြီးပြီလားပြောသည်မပြောသည် မသိရတော့လေဦးလာဘူးတို့အိမ်နောက်စုမှာပြီးပခကြီးကြီးမားမားဖြစ်တတ်မကြရောင်သူတို့မင်္ဂလာရှင်မြတ်ကိုတော့တိတိကျကျသတ်မှတ်ပြီးပြီဖြစ်ကြောင်းတရားစကားတရားနာနဲ့စိုးစော့ကြားသိခဲ့တယ်။ ်ဒူချိန်မှာစိုးစောကမူရဝိအတွက်စားတဆောင်ချီလိုက်တဲ့မူရဖြစ်လာတဲ့များကိစ္စတွေကိုနောက်မှကြည့်ရင်ဆိုင်မယ်စာရတဲ့အချိန်ကစပြီးမေလ20ရက်နေ့မတိုင်မီအထိဒါဆောင်ကားကိမျိုးချစ်လက်ဖက်ရည်ဆိုင်မှာညနေမိုးချုပ်ကမနက်မိုးလင်းတဲ့အထိကိုညာရင်စောင့်နေမယ်ဖြစ်တဲ့အနေနဲ့မူရကိုယ့်စီကိုရောက်လာခဲ့ပါကိုစောင့်နေမယ်စိုးစောကရေပီစာရွက်ကားကို သူ့အိတ်ထဲကိုထည့်လိုက်တဲ့ ။ရှင်တထိတ်ထိတ်နဲ့ဆောင်းရင်းပဲနေရက်တို့မှာတနေပြီးတနေမြန်ဆန်စွာဂုံလွန်တော်ရင်ဒီနေ့ကမေလာဆန်ရှိရနေ့မို့ဘူဇာဝေကပူပင်တော်ကားတို့နဲ့တညာလုံးအေးမပြောပဲလင်းအားကြီးမှမိကနေအိပ်ပျော်တော်ရင်ဒါကြောင့်အိကြမှာနိုးတဲ့အခါအတော်နေမြင့်နေပြီ သူကအိမ်ပေါ်မှာအင်းရှိရေစီပိုင်းများရှိရာကိုမျက်နှာတင်ရန်ဆင်းလာခဲ့တယ်။ အိမ်တစ်ဖက်စီကားဝဲလျှော့မှာ အလုံးလုံးတံကိုကြားနေရတယ်။မိမိကဈေးကိစ္စသူ့အထေဆိုင်ကိုသွားပြီးဘေဘီကကားဝဲလျှော့တန်းမှာအလုံးသမားရင်နဲ့အတူရှိနေမေလို့မူရဝေတွေးမိလိုက်တယ်။ဒါကြောင့်ကျေလိုရာဖြစ်စီတော့ဆိုတဲ့သဘောနဲ့အိမ်မဆွေးထွက်ပြင်းရန်အကြံစီမှလည်းမဖြစ်နိုင်ပြန်။မူရှားဝီကတပြင်းခုချလိုက်မိတယ်။အမအမ ရုတ်တရက်ခေါ်တန်းကြလို့မူချောင်ဝေကနောက်ကိုလေကြည့်ရင်ဝဲရှော့မအလုသမားကလေးဖိုးရှိကိုတွေ့ရရင်ရော့ဒီမမမြန်ယူအဲ့ဒီလိုပြောပြီးစာရက်ခေါလေးတရက်ကိုပေးလိုက်ခါဖိုးရှိကနေရာမှထွက်သွားရင်မူချောင်ဝေကစာရက်ခေါကိုကမ်းပြီးဘီဘီကိုကြီးကန်းတားမှဝကျင်းပြီးရင်တို့တို့မတွေ့ရလို့အိမ်ပေါ်ကိုကြပြားကြရပေးပြေးထွက်ခဲ့ရင် စိုးစော်ရဲစားမစာပါเจ้าညာကမူလာတွေဝင်နေစိတ်စီစဉ်ထားတဲ့အတိုင်းပဲဖြစ်ခဲ့တယ်။စာထဲမှာနေချမ်းနဲ့နေရအတီးကြပါလို့ပို့ပြီးအစဉ်ပြေလွဲကိုတယ်။ဒါကြောင့်မူရဝေရဲ့ဆုံးဖြတ်ချက်မှာပို့ပြီးတော့ခိုင်ခိုင်မာမာဖြစ်သွားတယ်။သို့တော့အခုမေလာစီရန်နေရောက်ခဲ့ပြီ။လုံမြောက်ချံအကျန်စီကမရသေး။ညတကောင်ကျော်လင်းရကြည့်အချင်းထက်ပြေးရန်၃လေးခါကြိုးစားသေးတယ်။ သူကြိုးစားတာနဲ့အပြင်နဲ့မိတို့ကတရားတပေါက်အေးရမှနိုးပြီးဟန်းသံလေးကိုပြီးတယ်သူနာမည်ကိုခေါ်ကြတယ်ဒိုးဒိုးသောအခွင့်မသားဖြစ်တိုင်းမူယာဝီကစိတ်ပြည့်လက်ပြတ်နဲ့တနေ့နေ့မှအခွင့်ကြံရင်ဆုံးဖြဲလိုက်တယ်တို့ချိန်မှာမူယာဝီရဲ့မျက်လုံးထဲမှာစိုးစော့ရဲ့အပြုံးကြီးမျက်နှာကြီးကပုံပေါ်ခဲ့တယ်။အတွေ့တွေကစိုးစော့ပြုံးသလိုပဲမူယာဝီလည်းပြုံးလိုက်မိတယ်။ပြုံးထားပါ ကိုနဲ့မိုးရွာဝေးနဲ့နှစ်ယောက်တည်းတွေ့ကြမှအပြုံးချင်းပြန်ကြမယ်။ဒုသူနှောင်းမှာခပ်ပေါ်ပေါ်လေးယုံမိတဲ့ပြီးနောက်မိုးရွာဝေးကအကြကြီးပြုံးလဲမိတဲ့စိတ်လက်ကြီးလင်းမှုကြောင့်မိုးရွာဝေးနှစ်ချိုက်စွာနဲ့အိပ်ပျော်သွားတဲ့တမေတမောကြီးတော်မဟုတ်အိပ်ပျော်နေကြမှခဏကြာမှတစုံတယောက်ကလှန်နိုးတန်ကြရတဲ့ဟင်ရှင်မလားနှောင်းမှာယုံရန်အော်လိုက်တဲ့ဦးထင်ဘော်ကကရင်ဘော်မှာထိုင်ပြီး မိုးရှာဝေးရဲ့လက်မောင်းတစ်ဖက်ကိုကန်ကလှုပ်ရှားနေတယ်။မင်းနိုးပြီလား။ဟင်ရှင်။အိုးနေသားသလိုနေပါ။မင်းကိုဥဘာမှမလုပ်ပါဘူး။အိုးဒီခန်းထဲကိုဘလို့ရောက်နေတယ်လို့စဉ်းစားနေရလားမိုးရှာဝေး။ဒါကဒီလိုပါ။ညနေကအိုးမင်းတို့နဲ့ဓမင်းစားပြီးမင်းတို့ရှိနေမှာပဲ။အိုးအင်ကိုပြန်သွားကြည့်အောင်ဆောင်းလိုက်တယ်။ပြီးတော့မှမင်းအခန်းထဲကဟောဟိုကမတ်တပ်ဗီယိုကြီးနောက်မှာဝင်ပုန်းနေတာ။ မင်းအိပ်ပျော်နေရကြလင်းလို့ဦးကနှိုးလိုက်တာအာနာပါရဲကွာရှင်ဒီလိုလောက်တာဦးရဲ့စန္ဒာဆိုပြီးမေရောက်ကမကြီးဦးလာဘူးရဲ့ခွင့်ပြုချက်လည်းပါပါတယ်ပြီးတော့မင်းကိုဦးတခုလောက်ပြောချင်တယ်မင်းဒီခန်းထဲကထွက်ပြေးဖို့ဒါမှမဟုတ်အော်ဖို့ဟစ်ဖို့မကြိုးစားနဲ့ဦးကမင်းထွက်ပြေးတာတော့လုံးဝခွင့်ပြုမှာမဟုတ်ဘူးနော်ပြီးတော့မင်းအော်လို့ကြားနိုင်မယ်လို့လေဒီအိမ်မှာတယောက်မှမရှိဘူးအင်ပေါ်မလေးမအေးကိုခေါ်ပြီးမင်းဖေရောမင်းမီရော အသည်တယောက်အိမ်မှာညာအိဖို့သွားကြပြီဒီလိုလောက်တာဦးရဲ့ဆန္ဒအပြင်မင်းဖေရဲ့ဆန္ဒတွေပါတယ်လို့ဦးဖေပြောကျင်နေဦးလာဘူးရဦးရဲ့စီးပွားရေးကိုသဘောကျပြီးမင်းရဲ့နောင်ရည်သူ့ရဲ့နောင်ရည်နှစ်ခုလုံးအတွက်မင်းကိုဦးနဲ့စီစဉ်ခဲ့တာอืมပြောရရှင်တော့ကွာတားထောက်သမီးကံမရှိတဲ့ဦးရဲ့ငွေကြီးကိုမင်းရဲ့လက်ထဲကိုရောက်စေချင်တာပေါ့အဲ့ဒီချိန်မှာမင်းကယောက်ျားမယူခြင်းသေးဘူးဒါကြောင့်ဦးကိုမယူပြရစေနဲ့လို့မင်းဖေကိုငိုယူပြီးပြောရလေ မင်းဖေဦးလာဘူးကလူလေပဲကွာမင်းဘာကြောင့်ဒီလိုပြောတယ်ဒီလိုလှုပ်တယ်ဆိုတာစဉ်းစားတာပေါ့စုံစမ်းတာပေါ့နောက်ဆုံးမင်းမစိုးစောဆိုတဲ့ရီစားတယောက်ရှိတာတီးသွားတယ်ဒူဒူပဲပြောပြမယ်မူရရင်အဲ့ဒီလိုဖြစ်တော့မှမင်းကိုဦးနဲ့မြ мян နီးစပ်စီခြင်းနဲ့ဦးရဲ့လက်ထဲကိုမြ мян ရောက်သွားစီခြင်းနဲ့ဒူချိန်မှမူရဝေးကကရင်ပေါ်မှခုံစင်လိုက်တယ်။အိုးဒီလိုမလုပ်ပါနဲ့လေကြောမကောင်ကြားမကောင်ဖြစ်ကုန်ရင်မကောင်းပါဘူး။ဦးစကားကိုစုံးအောင်နောက်ထပ်မအောင် ကျမကိုယ်သာခွင့်ပြုပါကျမဘယ်နည်းနဲ့မှဦးကိုမကြည့်ပြနိုင်ဘူးဦးနဲ့ကျမမဖြစ်နိုင်ဘူးမင်းကမဖြစ်နိုင်ဘူးဆိုပေမဲ့မင်းနဲ့ဦးဟာတရားဝင်လက်ထက်ဖို့ရပ်ပိုင်းမဲ့လူတော့တယ်လေအခုချိန်မှာမဖြစ်နိုင်တာဘာမှမရှိတော့ဘူးတချို့လူတွေကဆိုရင်ဦးနဲ့မင်းကိုအကျဉ်လင်းများဖြစ်နေပြီလို့ထင်နေကြတာဒါပါတော့လေဦးနဲ့မင်းဟာဘာမှမဖြစ်သေးတော့မင်းထင်တယ်လို့မဖြစ်နိုင်ဘူးလို့ပဲထားပါဒါပေမဲ့ဦးလာဖို့ကတော့မင်းနဲ့ဦးကိုအမြန်ဆုံးစီးစင်မှပဲ ဒါကြောင့်ဒီခန်းထဲမှာမင်းနဲ့တွေ့ရအောင်လို့သူကပဲစီစဉ်ခဲ့တာ။ဘာ?ပေပေကစီစဉ်ခဲ့တာဟုတ်လား?အခုအချိန်မှာမင်းကဥရဲ့လက်ကုပ်ထဲကရှိပါ။ဒါပေမဲ့ဥတစ်ဖက်သက်တော့မတရားမလုပ်ချင်ဘူး။ကဲလာပါ။ဒီကရင်ပေါ်မှာလာထိုင်ပါ။ဒီတခါတော့ဥဘက်ကဥအကြောင်းကိုနည်းနည်းလေးပြောချင်နေမူရဝေ။ဥလည်းသွေးနေသားနဲ့ဖွဲ့စည်းတိဆောက်ထားတဲ့လူသားတယောက်ပါ။ဒါကြောင့်ဥလာဘုကမင်းကိစ္စကိုဆွေးနွေးတော့ဥသဘောတူလိုက်တယ်လေ။ မှန်တာပြောရရင်ဦးလေးသဘောကျပါရဲ့အိမ်အောင်ဘက်တယောက်နေနဲ့တကယ်ကိုလူလူလားလားရှိတယ်။အိုးခဏနေပါဦး။နေပါဦးလေ။ဒါပေမဲ့မင်းမရည်ရွယ်ပြီးသားချစ်သူရှိတယ်။ဒုံးဆန်အတိုင်းချစ်သူရှိနေတော့မချင်းမနစ်တတဲ့သူနဲ့ဘေးယူခြင်းမမလဲ။လက်မထည့်ခြင်းမူမင်းဟာမအိမ့်နိုင်မစားနိုင်တန်ကုန်ကိုတယိုယိုဖြစ်နေပြီးနေစဉ်ရက်ဆက်ချစ်တို့ကခံစားနေရရဲ့ဆိုတာဥသိပါရဲ့။မင်းဖြစ်ကတနာကြီးကောင်းလာပါရဲ့။ဦးမင်းကိုနားလဲပါရဲ့။ဟုတ်ကဲ့ ဒါပေမဲ့ဦးလေလူသားလေမင်းဟာချစ်သူနဲ့ဝေးပြီးမချင်းမနစ်သက်တဲ့လူနဲ့ပေါင်းဖက်ရလို့ပူပင်တော့ကရီတပုံကြီးကြုံရတယ်လို့ဦးလေကိုချစ်တဲ့သူသဘောကျမြနူရတဲ့သူနဲ့ဝေးရမှာကြောင့်တိတ်ပြီးပူပင်တော့ကရောင်းနေပါတယ်ဦးရဲ့ဆန္ဒမှန်ကိုပြောရချင်းကိုချစ်တဲ့သူနဲ့အကြောင်းမတိုက်ဆိုင်လို့တသက်လုံးပေါင်းသိငွေမရရင်တောင်တခဏလေးပဲဖြစ်ဖြစ်အချိန်တိုလေးတစ်ခုအတွင်းမှာဘာဘာပြောတယ်ဦးဆန္ဒကတော့ ဒီတညမှာမင်းနဲ့ခဏလေးပဲဖြစ်ဖြစ်အတူရှိချင်တယ်။ဦးအတွက်ဦးရမယ့်အခွင့်အရေးတွေခုံသွားရင်မင်းလည်းမင်းချစ်သူစီလွတ်လွတ်လပ်လပ်ထွက်သွားဖို့ဦးအခွင့်ပြုမှာပါ။ပြီးတော့ဒီကိစ္စကိုမင်းနဲ့ဦးကလွှဲပြီးဘယ်သူမှသိရမှာမဟုတ်ဖဲ။အဲ့ဒီတော့ရှင်ရှင်လူရောမှကြီးပဲ။တကယ်လို့မူရဝေကဦးသဘောကိုလိုက်ရောမယ်ဆိုရင်ဦးကိုယ်တိုင်မင်းချစ်သူစီကိုထွက်သွားခွင့်ပြုမယ်။မင်းဖေဦးလာဘူးကတားခဲ့မယ်ဆိုရင်ငါပြောလိုက်မယ်ကွာတကယ်လို့မင်းကမလိုက်ရောဘူးဆိုရင်တော့ မဖြစ်နိုင်ဘူးလုံးဝမဖြစ်နိုင်ဘူးဘသူမှသိတာမှမဟုတ်ပဲဝေလေးရင်ဦးကျမကိုဒီလိုမယုံမနဲ့တော့ကျမအသက်ချင်းလေးပြလိုက်မယ်အသက်နဲ့မလဲရပါမို့ကွာဒါပေမဲ့ဘဝနဲ့တော့လဲရမယ်ထင်တယ်ဦးလူကိုမင်းရငင်းဆက်ပြီးဒီခန်းထဲမှာတညာလုံးကုံဆုံးသွားရင်တော့မေလ20ရက်နေ့မှာမင်းနဲ့ဦးအချင်းလင်းများဘော့ကိုရောက်သွားလိမ့်မယ်ဒီမှဒီမှပြောပါဝေလေးမဖြစ်နိုင်ဘူးဦးနဲ့ကျမဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူးဒီတညာလေးပါဝေလေးရာ ်လွတ်ပါဦးရေမပြစ်နိုင်လို့ပါလွတ်ပါဦးလာဘူးဦးလာဘူးအင်းထဲမှာဘသူရှိလဲဗျတကားဖွင့်ပေးပါကျွန်တော်တို့ရဲတွေပါဗျတကားဖွင့်ပေးပါအင်းရှင်းမခေါ်တန်းကိုဇက်တိုက်ချမိတယ်ဒီမှာလာကြပါဦးရှင်ဒီမှာကျွန်မရှိပါတယ်ကြေကြပါဦးတို့ချိန်မှာအိုးထင်ပေါ်လေသူ့ရဲ့လုံရက်ကိုရက်သွားပြီးမူရဝိကိုလွတ်လိုက်တော့တယ်ဟုတ်ကဲ့ဒီလိုပါဆရာကျွန်တော်ကဦးလာဘူးရဲ့ဝက်ရှော့မှာလုပ်တဲ့အလုပ်သမားပါ မနေ့ကတနေ့ခုနေနေဆိုတော့ဝက်ရှော့ပြိပါတယ်မနက်ခင်းကျွန်တော်အပြင်ထွက်ပြီးနေ့လယ်ချိန်ကားဝက်ရှော့ကိုရောက်တော့ကျွန်တော်ရဲ့အခန်းမှာဦးလာဘူးနဲ့ဦးထင်ဘော်တို့စကားပြောတဲ့အကိုကျွန်တော်အခန်းပြင်ဘက်ကနေကြားပါရဲ့ဆရာနားထောင်ကြည့်လိုက်တော့သူတို့အကျန်းစီတွေကိုကျွန်တော်ကြားပါရဲ့နားထောင်ကြည့်တော့သူတို့အကျန်းစီတွေကိုကျွန်တော်ကြားပါရဲ့ကျွန်တော်ဘာလို့လို့ဘာကံရမှန်းမသိတော့ ညောင်ဦးပိုင်းရောက်တော့လေဦးလာဘူးတို့တမိသားစုလုံးအပြင်ထွက်သွားတာကိုကျွန်တော်ကားဝဲလျှော်ရဲကနေမြင်လိုက်ပါရဲ့စီအောင်ဒီတော့အမမူရဝေးအတွက်ကျွန်တော်အတော်စူးရင်တော့တယ်နောက်ဆုံးတော့ဘာပဲဖြစ်ဖြစ်ကျွန်တော်ကိုစားပြီးခိုင်းနေအမမူရဝေးရဲ့ချစ်သူစီသွားပြောမှပဲဆိုပြီးကျွန်တော်အကိုစိုးစော့စီကိုအရောက်သွားခဲ့တာပါစီအောင်အဲ့ဒီနောက်ဖိုးကျွေရဲ့အကြောင်းပြချက်နဲ့ရဲစခန်းကိုအဘူတပြင်းရောက်လာခဲ့ကြောင်းစိုးစော့ကဆစ်ခန်းနေတယ် အခုချိန်ရောက်လာမှာတော့မူယာဝေကတစုံတရာအတွက်ညာတာထုတ်တာပြီးဖုံးကွက်ရန်ရှိမနေလို့ဒူရဲအုပ်ရင်ရှိမှာအိုတင်ဘောရဲ့ဖြစ်ပျက်သမျှလုံးစုံကိုပြောပြလိုက်တယ်။လက်ထက်စာချုပ်ရာမူယာဝေကစိုးစော့ရဲ့တရားဝင်ဇနီးမယားဖြစ်တယ်။လောလောဆယ်မှာတော့မင်းကလေးတယောက်ကို အလိုမတူပဲကြမ်းစီမှုနဲ့အိုတင်ဘောကိုရဲကဖမ်းဆီးလိုက်ပြီး အဖေဖြစ်သူဦးလာဘူးကိုလည်းကြံရပါဖြစ်အရေးယူလိုက်တယ်။ မိုးရွာဝေးကဖားခင်ဖြစ်သူတို့ကြီးစွာစေမကောင်ဖြစ်ရတော့လေဘလို့မှမတန်းနိုင်ကိန်းခွင်းလွတ်ပါတမီးကိုခွင်းလွတ်ပါဖြစ်ရင်ကိုလေစေမကောင်မှမမူရရင်ဒါပေမဲ့စဉ်းစားကြည့်ရင်လက်မတင်လေးတင်တော့ကိုအရောက်မြန်လာလို့ပုံနည်းနည်းသာနောက်ကျသွားရင်ကိုအမြန်တို့တန်မိုးထားရတဲ့ပန်းလေးတစ်ပွင့်အိုးမတူးဝင်းစရာပါကွာဟုတ်တယ်ကိုရဲ့ချစ်ခင်ရာရီယာအခုပြန်တွေးကြည့်ရင်ဆိုရင်မူရတော့မတူးဝင်းမှာဘူး ဒုသူပြောပြီးနေအောင်စလုံးက ရေစကန်အတွင်းမှာတက်ခဲ့ကြတယ်။ဟောက်ကိဇလန်လေးကိုအဆုံးထိနာဆင်ပြီးကြတယ်။ပြည်သက်များလုံးကိုကျေးဇူးများကြီးတင်ပါတယ်ချင်းကျမရဲ့ channel လေးကိုလည်း subscribe လေးနှိပ်ထားပေးဖို့တောင်းဆိုပါရစေရှင်။